အားလုံးပဲမိင်္ဂလာပါရှင်ဒီနေ့မြက်တွေကခြေခွေပါရအကြောင်းကိုပြပြပေးသွားမှာပဲဖြစ်ပါတယ်ချီရဲ့နောက်ဆုံးနေ့မှာတွေ့ခဲ့တဲ့ CIA agent ဟောင်း Philip Rodriguez ပြောပြပေးခဲ့တဲ့အကြောင်းတွေကိုပြန်လဲမျှဝေပေးသွားမှာပဲဖြစ်ပါတယ်။တကယ်တော့နိုင်ငံရေးဆိုတာရိုးရိုးရှင်းရှင်းမဟုတ်ဘူးဆိုတာကိုချီကိုကွပ်မျက်ဖို့ဘိုလီးဗီးယားစစ်ကောင်ဆောင်တွေက အမိန့်ပလိုပေးခဲ့တယ်ဆိုတာကို Philip ရဲ့ပြောပြချက်တွေအရအသေးစိတ်သိနိုင်ပါတယ်။ ဖိလစ်ပြောသည်များအကုန်အမှန်လို့မယုံရပေမဲ့သူပြောသည်များဟာအနည်းဆက်ဆုံးဖြစ်တာမို့မြက်တွေပြန်လည်များဝင်ပေးတာပဲဖြစ်ပါရဲ့ရှင်။အမှန်တော့ CIA ကချီကိုအသက်ရှင်လျက်ဖမ်းဆီးချင်ခဲ့ပေမဲ့ဘိုလီးဗီးယားစစ်အစိုးရကပြစ်ဒဏ်ဖို့အမိန့်ပေးခဲ့တာဖြစ်တာကြောင့်လို့ဖိလစ်ကပြောပြခဲ့ပါရဲ့။ ကျွန်တော်သူ့ကိုကယ်ဖို့ကြိုးစားခဲ့ပေမဲ့မအောင်မြင်ခဲ့ပါဘူး။လို့ဖီလစ်ကပြောပြခဲ့ပေမဲ့အခုချိန်ထိဖီလစ်ကခြေကွေပါရာကို လူသက်သမားတယောက်အဖြစ်သတ်မှတ်ထားဆဲဖြစ်ပါတယ်။ဒီစကြောင်းကို ပြန်လည်ပြောပြနေတဲ့ဖီလစ်ရဲ့ဘေးကစပွဲငယ်လေးပေါ်မှာစပိန်လို့စတာပစ္စတိုဟောင်းတလက်ရှိနေပြီသူက "gain တဲ့ခါမှသတိထားပါ။ဘာလို့လဲဆိုတော့ကျွန်တော်အမြင်အသင့်ကြီးထိုးထားပြီးတော့လိုအပ်ရင်သုံးဖို့လက်တကမ်းအကွာမှာပဲထားတယ်"လို့ဖီလစ်ကပြောပါတယ်။ ဒါကိုကြည့်ချင်းအဖြစ် CIA အေဂျင့်တွေရဲ့ဘဝဟာမငြိမ်ချမ်းဘူးအမြင့်တရထားနေရတယ်ဆိုတာကို သိနိုင်ပါတယ်ချီရဲ့နောက်ဆုံးတပုံကိုလာဟီကိုရာရွာမှာရဟင်းမောင်းတဲ့ဂျိမီနီနိုတကူစမန်ကရိုက်ပေးခဲ့တာဖြစ်တယ်လို့ဖီလစ်ကပြောခဲ့ပါတယ်။1969ခုနှစ်အောက်တိုဘာလ9ရက်စနေနေ့ညနေပိုင်းမှာဘိုလီးဗီးယားလက်ထမတအူကသူ့ရဲ့ဟင်တီဟီရွက်စိုက်ခွင်းနေနာမှာပျောက်ကြအဖွဲ့ဝင်တွေကို တွေ့ခဲ့ရတယ်လို့ဘိုလီးဗီးယားစစ်တပ်ကိုတင်ပြခဲ့တာဖြစ်ပါတယ်။ အဲ့ဒီလေသမားဟာခြေမိုးလို့စူတင်းငွေရခြင်းလို့သစ္စာဖောက်ပြီးတည်တင်းပေးခဲ့တာမဟုတ်ဘဲစစ်တပ်ကိုကြောက်လို့သူအမှုမပတ်ရအောင်တည်တင်းပေးတာလို့ဖတ်ပူပါတယ်။ည9နာရီအချိန်မှာဘိုလီဗီးယားစစ်တပ်ကကပတိန်ဂယ်ရီပရာဒိုဟာအဲ့ဒီလေသမားတည်တင်းပေး ပြောပြခဲ့တဲ့ကြောက်ချက်တတိပုံခုနေတယ်ဆိုတော့ key brother delia rolo ခေါ်တဲ့နေရာကိုတွေ့ကြည့်ခဲ့ပါတယ်။အဲ့ဒီတုန်းကခြေကိုဝိုင်းဖို့သွားရမှာ point အနေနဲ့ဒေတာကန် creature အုံအိုင်မာရာနဲ့ဂွာရာနီဘာသာစကားတွေကိုတက်မြောက်ထားတဲ့လူငယ်စစ်သားတစုကတက်ရှိကနေအယဝုန်နဲ့ရှိပြီးကင်ထောက်ဖြစ်သွားခဲ့တယ်လို့ဆိုပါတယ်ဒီလူငယ်ရေစီကသတင်းပို့ချက်ကိုရပြီးနောက်မှာတော့ Great Brother ဟာညရောက်တာနဲ့သူရဲ့တက်ဖက် Key Brother Daria ကိုညာရင်းချင်းဝိုင်းလိုက်ခဲ့ပါတော့တယ် October 10ရက်တနင်္ဂနွေနေ့မနက်စောစောမှာပဲစစ်စင်ရေးစားခဲ့ပြီးပြစ်ခတ်မှုတွေကြောင့်ခြေရဲ့ဘဲဘက်ခြေထောက်ကဒူးနဲ့ခြေချင်းဝတ်ကြားမှာကြည်စံထိမှန်ခဲ့ပါတယ်။ဒါပေမဲ့သေလောက်တဲ့ဒဏ်ရာမဟုတ်တဲ့အတွက်ခြေကိုအရှင်ဖမ်းမိခဲ့ပြီးချက်နစ်ဒေါ်လာရေးပြောက်ကြအဖွဲဝင်အများစုနဲ့ဝင်တိုက်သူဘိုလီးဗီးယားစစ်သားအချို့တွေ့ဆုံသွားခဲ့ပါတယ်။ဘိုလီးဗီးယားတော်လှန်ရေးသမားဆိုင်မွန်ကူဘာဆာရေဗီယာခေါ်ဝီလီက ခြေလွတ်မြောက်အောင်ကြိုးစားခဲ့ပေမဲ့မအောင်မြင်ခဲ့ဘူးလို့ဆိုပါတယ်။ဘိုလီးဗီးယားစစ်သားတွေအင်အားသာနဲ့မဲမဲမြေရဆွပစ်နေချိန်မှာခြေကဟေးမပြစ်နဲ့မပြစ်နဲ့ငါဟာခြေကွေပါရပဲ။ငါ့ကိုအရှင်လက်လက်ဖမ်းမိတာကအသေးဖမ်းမိတာထက်ပိုပြီးတန်မှုရှိတယ်။လို့ဩပြောခဲ့တယ်လို့ဆိုပါတယ်။ခြေကိုဖမ်းမိပြီးနောက်လာဟီကူရာမျိုးက ကျောင်းတကျောင်းရဲ့အခန်းထဲမှာကျူပါနေရောက်ရဲ့အလောင်းတွေနဲ့အတူထိမ့်သိမ်းထားခဲ့တယ်လို့ဆိုပါတယ်။ပြီးတော့ခြေကိုဖမ်းမိပြီဆိုတဲ့အကြောင်းအဖေပေးမန်းနေပြီဆိုတဲ့စကားဝတ်နဲ့ဖီလစ်စီကိုတရင်ပို့တာကိုရရှိခဲ့တယ်လို့ဆိုပါတယ်။အဖေဆိုတာကခြေကွေပါရာလာဘိုလီးဗီးယားဒေါ်လာရေးကောင်းလားအင်တီပရေဒိုလားဆိုတာကျွန်တော်တို့မသိခဲ့ပါဘူးလို့ဖီလစ်ကပြောပြခဲ့ပါတယ်။ ဒါကြောင့်ဘသူလဲဆိုတာအတီးဘူးဘိုဖိလစ်ဟာစစ်စင်ရေး area ကိုရဟရင်နဲ့သွားခဲ့ပြီးပင်မနေတဲ့အဖေဆိုတာဒေတာခန်တွေကနိုင်ငံသားသားကိုခေါ်တဲ့ခြေခွေပါရာဖြစ်ကြောင်းအတီးဘူးခဲ့တယ်လို့ဖိလစ်ကပြောခဲ့ပါတယ်အောက်တိုဘာလကိုရတနင်္လာနေ့မနက်9:00နာရီမှာတော့ နီနိုဒဂုစ်မန်မောင်းနေတဲ့ရဟယင်းနဲ့ဖီလီတိုဟာခြေကိုထိမ့်သိမ့်ထားတဲ့အကြောင်းကို ရောက်သွားခဲ့ပြီးတော့အဲ့ဒီမှာရှိတဲ့တရင်ကအရာရှိတွေနဲ့အတူခြေရဲ့စာရဲစာရန်အားလုံးကိုတင်ယူထားတဲ့ဒူပူမူကြီးချေရဲ့မိသားစုတပုံတွေပန်းနိုင်ကျက်စီတွေလီဝက်ကိုနံပါတ်တွေပါတယ်စာအုပ်ငယ်လေးတွေနဲ့ Arial လို့လက်မှတ်ရေးထိုးစာအုပ်ရိုက်ထားတဲ့မဆုစာအုပ်တတိလေးတွေကိုတွေ့ခဲ့ရပါတယ် ချေဟာကျူပွားရဲ့တစ္ဆာဖောက်တာကိုခံခဲ့ရတဲ့ပုံစံနဲ့ဖီလစ်ကထည့်ပြောပြသွားခဲ့ပါသေးတယ်။ကျူပွားကချီကိုတမီတကာဆက်သွယ်ရေးဆက်အပြက်ကြီးကိုပေးပြီးဘိုလီးဗီးယားမှာကြာဆုံးသွားပြီးကျူပွားကိုပြန်မလာနိုင်အောင်လှုပ်ခဲပုံရတယ်လို့ဆိုပါတယ်။ချီကတရုတ်ကိုလွန်လာသူဖြစ်ပြီးကျူပါကတော့ဆိုဗီယက်ကိုမိခိုနေရတဲ့အချိန်ဖြစ်တယ်လို့ဆိုပါရယ်။အဲ့ဒီတုန်းကတရုတ်နဲ့ဆိုဗီယက်ရုရှားကမကြဲပါဘူး။ ဆိုပီယက်ကချေဘိုလီးဗီးယားမှာဒေါ်လာရေးအောင်မြင်မလားမအောင်မြင်နိုင်ဘူးလားဆိုတာကိုစိတ်မဝင်စားပဲချေအဆုံးသက်သွားဖို့အတွက်သာအဲ့ဒီမှာထားခဲ့တာလို့ဆိုပါတယ်ချီကိုတွေးတဲ့အချိန်မှာချီရဲ့ခြေရလက်တွေကိုကျိုးနဲ့တုတ်ထားပြီးကြောင်ပဒင်းပေါက်တစ်ခုအောက်မှာကျူးပအလောင်းနှလောင်းနဲ့အတူထားထားတာကိုတွေ့ရပါတယ်။ဘိုလီးဗီးယားဘုံမူကြီးစန်ချိန်တော်အနေရကချီကိုမိကိုနေဇက်တိုက်မေးမြန်းခဲ့ပေမဲ့ချီကစကားတစ်ခုနောက်ပြန်မပြောခဲ့ပါဘူး။ဘုံမူကြီးကဒီမှနားထောင်စမ်း မင်းကနိုင်ငံသားသားငါတို့နိုင်ငံကိုကျူးကျော်လာရောက်ခဲ့တဲ့သူအဲ့ဒီတော့ငါမိတော်မင်းလေးသားစွာနဲ့ပြန်ဖြေပြီးမင်းရဲ့ရည်ကြီးမှုကိုပြန်သန်းလို့ပြောခဲ့ပေမဲ့ခြေကခက်ချီချီပဲနေခဲ့ပြီးတော့ဘာစကားတစ်ခုမှပြန်မပြောခဲ့ဘူးလို့ဆိုပါတယ်အဲ့ဒီနောက်မှာတော့ဖီလစ်ကခြေရဲ့ဆာရွက်ဆာရန်တွေကိုတပ်ပုံရိုက်ဖို့အတွက်ဗိုလ်မှူးကြီးထံမှအမိတောင်းကား ယူပူမူကြီးဇီလစ်စီကခြေရသက်ဆိုင်နဲ့ဆာရွက်ဆာရန်နေနဲ့ပစ္စည်းတွေထည့်ထားတဲ့တရေအိတ်ကို လွှဲပြောင်းယူခဲ့ပြီးတက်ပုံမှတ်တမ်းရိုက်ယူခဲ့ပါတယ်။ပြီးတဲ့နောက်မှာ ဖီလစ်ကချေနက်စ်ကပြောလိုက်တာနေ့လယ်တနားရီထိုးသွားပါတယ်။အဲ့ဒီအချိန်မှာပဲဖုံးမိလာပြီးဖီလစ်ကို ခေါ်ခိုင်းရမှာတစ်ဖက်ကဘိုလီဗီးယားစစ်တပ်အကြီးအကဲတအူးမှ900 600ဆိုတဲ့အရန်ယူရှင်းတဲ့ကုတ်တခုကိုရရှိခဲ့တယ်လို့ဆိုပါတယ်။ 900ကခြေကွေပေါ်ရာ600ကသိမ့်မိန်လို့ဆိုတာကိုဖီလစ်ကနားလည်လိုက်ပါတယ်ဘဟုသူတအနေနဲ့ပြောရမယ်ဆိုရင်900လောက်တာကိုရခဲ့မယ်ဆိုရင်တော့အရှင်ထားမယ်လို့ဆိုလိုတာဖြစ်ပါတယ်ဖီလစ်ကလုံးဝမယုံကြည်နိုင်လို့တိကျအောင်900 600ဟုံမဟုတ်ပြန်ပြီးလိုက်ပါသေးတယ် ပီလစ်ကဘိုမူဂျီစက်ထဲတော်အနိုင်ရကိုခေါ်ထုတ်ပြီးချေကိုမင်းတို့ဆိုရကတော့တပ်ဖို့အမိန့်ပေးလိုက်ပြီ။ဒါပေမဲ့ငါတို့အမေရိကန်ဆိုရကချေကိုစစ်ဆေးခြင်းသေးတဲ့အတွက်ပနားမကိုငါတို့ရဲ့ရဟတ်ရင်နဲ့အသက်ရှင်ရခေါ်သွားခြင်းနဲ့လို့တောင်းဆိုခဲ့ပေမဲ့ဘိုမူဂျီကဖီလစ်ဒီအမိန့်တွေကသမထားနဲ့စစ်တဲ့အကြီးကဲတွေပေးခဲ့တာ။မင်းနေ့လယ်နေ့တိုင်းထိသူ့ကိုစစ်ဆေးမင်းမြတ်ခွင့်ရှိတယ်။ဒါပေမဲ့နှစ်နာရီမှမင်းတို့ပဲအဆင်ပြေတယ်လို့ကိုမြူပြီးငါတို့ကိုအလောင်းပေးပါလို့ပြောခဲ့တယ်လို့ဆိုပါတယ် Felix Beck ကတော့အတက်နိုင်ဆုံးချိန်မကွက်မြက်ခံရအောင်ကြိုးစားခဲ့ပေမယ့်အရာမထင်ခဲ့ပါဘူး။ဒီနေရာမှာ Felix နဲ့ American CIA ကခြေကွက်မျက်မခံရအောင်ကြိုးစားခဲ့ရဲဆိုတာယုံရခက်မယုံရခက်ပါပဲတကယ်ကိုခြေကို American ကပနာအမကိုခေါ်သွားရင်စစ်ဆေးခွင့်ရမှာဖြစ်ပေမဲ့ခြေကဘာမှဖြစ်မဲမထင်ပါဘူး American အတွက်ရော Bolivia အတွက်ရောကျူဝါအတွက်ပါခြေကိုအရှင်ထားခြင်းတဲ့ပုံမပေါ်ပါဘူး ခြေကွာရာကိုမှတ်တမ်းဓာတ်ပုံရိုက်ချင်တယ်လို့ပြောတော့ခြေကခွင့်ပြုခဲ့ပါတယ်။ဒါပေမဲ့ဓာတ်ပုံရိုက်တော့ခြေကရဲတဲ့ပုံစံကိုမဟုတ်ဘဲခက်ထန်တဲ့မျက်နှာကိုပြောင်းလဲခဲ့တယ်လို့ဆိုပါတယ်။ Felix ကခြေကိုအပြင်မှာမျက်မြင်ကိုတွေမြင်လိုက်ရချိန်မှာအလွန်အံ့ဩနေခဲ့တယ်လို့ဆိုပါတယ်။ခြေရဲ့အဝတ်တွေဟာဟောင်းနဲ့ညစ်ပတ်နေပြီးသူ့သဘင်ပုံစံတွေက မတမယံနဲ့တရောင်းစားတယောက်လိုပုံဖြစ်နေတယ်လို့ဆိုပါတယ်။အ ီချိန်နှုန်းကခြေရဲ့အသက်က39နှစ်ရှိနေပြီဖြစ်ပြီးတော့ကျွန်တော်ရဲ့အသက်ကတော့26နှစ်သားရှိသေးတယ်လို့ Felix ကပြောခဲ့ပါတယ်။ Felix ကခြေကိုအပြင်မှာတခါမှမမြင်ဘူးခဲ့ပေမဲ့ခြေဆိုဗီယက်မော်စကိုကိုသွားတော့ကဆိုဗီယက်တွင်နဲ့ရိုက်ထားတဲ့ပုံမော်စတောင်းနဲ့ပီကင်းမှာတွေ့တော့ကရိုက်ထားတဲ့တပုံတွေမှာမြင်ရတဲ့ခြေရဲ့ပုံစံဟာမာနကြီးတဲ့လူတယောက်ရဲ့ပုံစံမျိုးဖြစ်ပြီးအခုတူတွေးလိုက်ရတဲ့တရောင်းစားလိုပုံစံနဲ့အရန်ကွဲပြားနေတာမြင်ရတော့ခြေကိုအတော်လေးတနာသွားခဲ့တယ်လို့ဆိုပါတယ် ချီကိုကိုမြင်ရမယ်ဆိုတဲ့အမိန်ကိုပေးရတာဟာဖီလစ်ရဲ့ဘဝမှာအခက်အခဲဆုံးအချိန်ပါပဲတော့။သူကဒါဟာအထက်ကအမိန်ပါလို့မျက်နှချင်းတိုင်းပြောလိုက်တော့ချီကသူ့ဘာကိုဆိုလိုတယ်ဆိုတာကိုချက်ချင်းနားလဲတယ်လို့ဆိုပါတယ်။ချီရဲ့နောက်ဆုံးစကားကတော့ဒီလိုဖြစ်တာပိုကောင်းပါတယ်။ကျွန်တော်အရှင်မိခံလိုက်တာမဖြစ်သင့်ဘူးလေလို့ပြောခဲ့ပါတယ်။ It's better this way. I should never have let myself be taken alive. ခြေကွေးပေါ်ရ။ဒါအပြင်ခြေကသူ့ရဲ့ဇနီးကိုပျော်ရွှင်စွာနောက်ထပ်အိမ်တော်ပြုဖို့ပြောခဲ့ပြီးကျူပါကောင်းဆောင်ကက်စရိုကိုအမေရိကမှာဒေါ်လာကြီးတစ်ခုဖြစ်ပေါ်လာမယ်လို့ပြောပြဖို့အပြုံးနဲ့မှာကြခဲ့တယ်လို့ဆိုပါတယ်။ ်ခြေကလုံးဝမတွန့်ဆုတ်ပဲဖီလစ်ရဲ့လက်ကိုဆွဲယူလိုက်ပြီးနောက်ဆုံးအနေနဲ့ပွေဖန်းနှုတ်ဆက်လိုက်ပါတယ်။ပြီးတော့ခြေကနောက်ကိုဆုတ်ပြီးရက်လိုက်ကဖီလစ်ကသူ့ကိုကွမြင့်မဲ့သူလို့ခြေကဒီနေပုံရရဲဆိုပြီးဖီလစ်ကပြောပြခဲ့ပါတယ်။ခြေကိုကွန်မြက်ချိန်မှာဖီလစ်ကမီတာ100အလောက်အကွာဝေးကထိုင်ကုန်တန်းတစ်ခုမှသွားထိုင်နေခဲ့ပြီးဒိုင်းကနေခတ်တူတူတနက်တန်တစ်ချက်ကြားလိုက်ရချိန်မှာနေ့လယ်တနာကြီး15မိနစ်အလိုအတီကြာခြာရေးထားလိုက်တယ်လို့ဆိုပါတယ် ခြေမသေးခင်မှာသူ့ကိုကောင်းကောင်းမွန်မွန်ဆက်ဆံခဲ့တယ်။ဘိုလီးဗီးယားစစ်သားတယောက်ကို သူ့မှာပေးစရာတခုတည်းတော့လက်ဆောင်ဖြစ်တယ်။သူ့ရဲ့စည်းရန်ကိုလက်ဆောင်အဖြစ်ပေးဖို့ဖီလစ်ကိုတောင်းဆိုခဲ့တာကြောင့်ဖီလစ်ကပေးမယ်လို့ကတိပေးလိုက်ပါတယ်။ ဒါပေမဲ့တကယ်တမ်းချီကိုကွမျက်ပြီးတဲ့နောက်မှာတော့ဖီလစ်ကအဲ့ဒီစေတံကိုချီပြောခဲ့တဲ့စစ်သားကိုပေးခွင့်မရလိုက်ပဲချီကိုတက်ခဲ့တဲ့တက်ချက်မာရီယိုတယ်ရန်ကအတင်းတန်းယူသွားလို့ပေးလိုက်ပါတယ်။ချီရဲ့စေတံတွေကစည်းရွက်ကြီးအချို့ကိုတော့ဖီလစ်ကသူ့တနက်ပြောင်းနေတဲ့ပြီးအမတ်တရားတင်စီထားခဲ့တယ်လို့ဆိုပါတယ်။ ဒီလိုလုပ်ခဲ့တဲ့အကြောင်းအရာနဲ့ပတ်သက်ပြီး Felix ကအမြင်နဲ့နှောင်တရနေခဲ့ရတယ်လို့ဆိုပါတယ်။ Felix ဘက်ကအမြင်က CR သူ့ရဲ့အယူဆတွေကိုအယံတစားရှိတယ်။ဒါပေမဲ့အဲ့ဒီအယူဆတွေကမာရွေနေပြီးတော့ပျက်စီးမှုတွေပဲဖြစ်လာစေတယ်။သူ့ရဲ့ရဲဘော်တွေနဲ့သူနဲ့အတူလေ့ကျင့်ခဲ့တဲ့သူတွေကတော့သူ့ရဲ့ဇဲလုံးလာကိုချီကျူးခဲ့ကြပါတယ်။သူကပင်မန်းပြီးမောပန်းနေရင်တောင်မှရနာခြင်းမရှိပဲစက်ပြီးစူးစမ်းနေခဲ့တာပါ။သူဟာအရှုံးမပေးတတ်တဲ့သူတစ်ယောက်ဖြစ်တယ်။ဒါပေမဲ့ ူလူသက်သမားတယောက်ဖြစ်ပြီးတော့လူတွေကိုတန်းရတာကိုပြောတဲ့သူသူ့ရန်သူတွေအပေါ်အမုံတရားတွေပြည်နေတဲ့သူလည်းဖြစ်တယ်လို့သူဟာထောင်နဲ့ချီတဲ့ဂျူဝါလူမျိုးတွေကိုတည်ရင်းပိုးခဲ့တဲ့သူလည်းဖြစ်တယ်လို့ဖီလစ်ကချီကျူးမှုနဲ့ဝေဖန်မှုကိုတပြိုင်နက်ပြောပြခဲ့တာပဲဖြစ်ပါတယ်ဒီနေရာမှာဘလောက်ဖဲလူတို့အတွက်စေတားရှိပြီးကိုကျွန်းဆုံခဲ့တဲ့ခေါင်းဆောင်တယောက်ဖြစ်ပါစေ။ကဘာကြီးကသူ့ကိုမလိုအပ်တော့တဲ့အချိန်မှာ အရှင်ထက်ရသဝင်တွေကသွေးကောင်း revolutionary hero အဖြစ်အသေးခံခိုင်းလိုက်တာကို မြင်လိုက်ရပါတယ်။ခြေကိုဘိုလီးဗီးယားလေသမားတွေကဘာကြောင့်သစ္စာဖောက်ခဲ့တာလဲဆိုတာကိုတော့နောက်ထပ်သတင်းတွေမှာထပ်ပြောပြပေးသွားပါမယ်နော်။မြတ်တယ်ပြပြပြီးခဲ့တဲ့တည်င်းချောင်းရလေးတွေကိုကြိုင်နေတတ်တယ်ဆိုရင်တော့ like and subscribe လေးလုပ်ပေးသွားပါအောင်နော်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်နောက်မှပြန်တွေ့ပါမယ်